အချို့မှလည်းခံမချရတော့တလို့ကြောက်မဲမှလည်းအခုခံမချတော့ဘူးမကြခင်ရတော့မဲ့တီဘောမှလည်းတို့ခံချမှာမဟုတ်တော့ဘူးအဲ့တော့တီဘောကလည်းမကြခင်ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့အဲဒီကြောက်မဲမှဆက်ပြီးတော့နေမယ်မပြန်သေးဘူးမတို့တီဘောရတဲ့အောင်မြင်မှုနဲ့အတူတူမတို့အောင်မွဲခံဖို့ဆက်ပြီးတော့ရှိနေပါအောင်မယ်ရှင်ကဲတီဘောမှအောင်မွဲခံဖို့တဲ့ကြောက်မဲမှစောင့်နေရတဲ့နော်အားလုံးကိုကြောက်မဲမှစောင့်နေရဆိုပြီးတော့ဒီစုပြည်တင်းကတော့တော်လိုင်းရဲ့ရေပေါ်တွေကိုဆင်ခေါ်လိုက်ပါပြီ ကြီးပွားချမ်းသာသွားတာလဲဝမ်းသာပါတယ်တော်လန်ရေးသမားကြီးပွားချမ်းသာသွားတာဘာဝမ်းနေကြရာရှိလေဗျာဝမ်းမနေပါဘူးကျွန်တော်တို့ကတော့သူ့လူနဲ့သူသူ့အားနဲ့သူအဆင်ပြေနေပြီးတာပဲဒါပေမဲ့အိမ်ဝင်နိုင်ခဲ့ပြီလို့ကျွန်တော်ဆိုရင်ဒါတနက်နဲ့မှန်ထားတာ18ရက်မှန်ထားတယ်ဆိုတော့ကျွန်တော်နေထူးနိုင်ကားကိုတွားပြီးတော့မှကြီးနေရတယ်လို့မျိုးခံစားလဲရတယ်ဟာ လိုမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပေးတဲ့မှာမြန်သွန်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပြီကျွန်တော်ရဲ့ကိုကြစ်ရီပေါ်လူရင် channel လေးရဲ့နောက်ပိုင်းစီဇန်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေဗီဒီယိုတွေရရှိမလို့သွားပေးကြမှာတော့ယနေ့အော်တိုဘာလ9ရက်နေ့နောက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့တော်လိုမျိုးတွေအားလုံးပဲအဆုံးနှီးရှိပြီးဒီနိုင်မှာထပ်မံတောင်းဆိုလိုက်ပါရစေနောက်ဆုံးသတင်းပုံအနေနဲ့ကတော့အားလုံးသိတိုင်းပါပဲသတင်းချို့အချိန်ကာလကြီးမှာတကယ်မှပဲဆင်မကောင်းစားသတင်းပုံဖြစ်တဲ့အီမီတဲ့ဘိတ်ကိုဘုံကျဲတိုက်ခတ်ခဲ့တဲ့အနေထားပြင်ခဲ့ရဖြစ်ပါတယ်ဒါကတော့စကိုင်းတိုင်းချောင်းမြို့နယ် ဘုံဘူပြားကိုအော်တိုဘာလ6ရက်နေ့ညပိုင်းမှာစေုပ်စုကလေကြောင်းဘုံကြီးတက်ခဲ့ခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာအဓိကညွန်ကြားခဲ့တဲ့သူကတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်မူဘုံဘူးချုပ်မျိုးမင်းထွေဖြစ်တယ်ဆိုတာသိရှိရပါတယ်ဘုံဘူးချုပ်မျိုးမင်းထွေဟာတစ်တုံညာနှစ်ကွန်စစ်စင်ကာလာတွင်ကိုကန့်တက်မတော် MND ထမလက်နက်ချညံ့ခံခဲ့ပြီးစစ်တုံမှန်ဖြစ်ဖမ်းဆီးခံရပြီးနောက်ကျန်တဲ့လွတ်မြောက်လာသူဖြစ်လို့လည်းသိရှိရပါတယ်။ကဲသူရဲ့မုံတရားနဲ့ညံပြီးတော့ပြည်သူတွေဘောလှုပ်ွားတော့ညံပြွေရ ဖြစ်တဲ့အတွက်ဒါဟာရန်သူဟာရန်သူလိုပဲဆက်ဆံနေလို့သိရှိရမှာဖြစ်ပြီးတော့ရန်သူတွေကိုမိမလုပ်အောင်လဲဆိုတာကတော့ online ရေပေါ်နေတဲ့ online ကောင်းတော်နေစဉ်းစားမှနေထားတော့အဆင့်အမြင်ပြီးတော့ဥပဒေနဲ့နေထားတော့လို့ပြန်ပါတယ်။ရင်းယူလာပြီညစီမီပူဇော်ပွဲနဲ့ဆေယနာရှင်စန့်ကျင်ရေးစီမီတဲ့ဘိတ်ကိုချောင်းမြုံနဲ့တဲ့ဘိတ်ကော်မတီနဲ့မုံရွာအမြင်လန်းတဲ့ဘိတ်ကော်မတီတို့ဦးဆောင်ကရေသကံပီတွင်သူကျင်းပနေကြမှာပဲ။တယောက်စုဟာဘုံဘိုးရွာကိုတက်တက်လေဒီပါရာမော်တာနဲ့ပေါင်250ပုံနှလုံးရဲချတိုက်ခဲ့ခဲ့ဖြစ်ပါတယ်။ ရုပ်စရဘုံကြီးတခဲမှုကြောင့်လာသားရဲ့ကလင်းငယ်ဒီပောင်းဝင်လူ၁၀နဲ့ချီပြီးတည်ဆုံးခဲ့သလိုဤကြိုက်ထန်ရန်ရသူတွေအလွန်အများပြားရှိနေတယ်လို့လဲဘုံရခရံမှတ်လိတရင်တက်ခွဲတုံးကပေါ်ပြထားပြီးလက်ရှိချိန်မှာတော့အယောက်၄၀ထိတည်ဆုံးမှုရှိတယ်လို့လည်းသိရှိအားရပြီးတော့နားတော်တော်လူတွေအညာရနေတယ်လို့သိရှိရပါတယ်အခုလိုဘုံကြီးတခဲမှုရဲ့အဓိကတောင်းဝင်ဖြစ်ရှိသူဖြစ်တဲ့နမကတိုင်မူဘုံမှုရမြုံမြထွေဟာလှုပ်တင်ဘိုးလုံးအပတ်စဉ်2 6ဧဇာ26ဆင်းဖြစ်ပြီးတော့ဂိုင်းတိုင်းမုံရွာတိုက်နယ်ကြောရှင်းမိနေတဲ့အကွေးတိုင်း ပြောနေဒေတာကစစ်စင်ရေးတွေကိုအဓိကညွှန်ကြားနေသူဖြစ်တယ်လို့ PDM ဗိုလ်ကြီးဇင်ကထုတ်ပြန်ပြောဆိုထားတွေ့ခြင်းအပြင်ကော်လံပြည်သူတွေရောကော်လံရဲဘော်တွေနဲ့လူမျိုးကောင်တွေကိုဘယ်လိုမျိုးရှင်းလင်းမှာဆိုတာကတော့စဉ်းစားမှကြည့်ပါတယ်ဘုံမှုချုပ်မျိုးမင်းထွေးအားနမကတိုက်မှုရာထူးကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ18ရက်မှာရရှိခဲ့တာဖြစ်ပြီးတော့သူရှိကနမကတိုက်မှုတူဖြစ်တဲ့ဘိုလ်ချုပ်တန်းထိုက်တူဦးစီရရှိချုပ်ကြီးနဲ့ဒုတိယဘိုလ်ချုပ်ကြီးရာထူးကိုတိုးမြင့်ပြောင်းရွှေ့သွားခြင်းမှာနမကတိုက်မှုနေနဲ့ပြောင်းရွှေ့ခံရတယ်သူလည်းဖြစ်ပါတယ် ။ဟောက်တဲ့တင်ပုတ်အနေနဲ့ကတော့ပဲခူးတိုင်းရောင်းမျိုးနယ်မှာတော့အေးတိမ့်ပိုက်ထားတဲ့ညောင်ကျိုးပြူဟာစစ်ကန်းကုန်းကိုတက်တကပြန်လဲတင်ယူမယ်ဆိုပြီးတော့ထိုးစစ်ဆင်လာတာလဲစစ်သားအနည်းဆုံး30တေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးခွေးပြေးပေါ်ပြီးစုခွာခဲ့ကြအောင်အေးကထုတ်ပြန်တာတွေ့ရှိရပါတယ်။အာအေဗလာနှစ်ရက်နေမှာပဲခူးတိုင်းရောင်းမျိုးနယ်ဥရှိပင်မျိုးနယ်မှာတွင်မှရှိတဲ့ညောင်ကျိုးပြူဟာကုန်းစကန်းကိုအခန်းကျတော့အေးကတိုက်ခိုက်တင်ပိုက်နိုင်ခဲ့ဖြစ်ပါတယ်။အဲ့ချိန်လေးကစစ်တပ်ကဒီကြောင်းလေး ရုံးပစ်ကူမြောင်များတွေမြေပြင်ထိုးစစ်အခြေအနေနဲ့အဆိုပါပြူဝကုန်းကိုပြန်နဲ့သိမ့်ပရိုက်ကိုဆက်တဲ့ကျိုးပန်းခဲ့တာဖြစ်ပါတယ်။ဒါမှလည်းနောင်ကျူပြူဝကုန်းစကန်ပေါဝင်စင်လန်နဲ့လေလာတောင်တို့မှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေမယ်လေစစ်တပ်အနေနဲ့လုံးဝကိုတိုးနိုင်ခြင်းမရှိရသိရှိရပါတယ်။ကဲအခုဒီမှာတော့ကြောင်မဲတို့ဘာလို့ကိုရရတယ်ဆိုတာကတော့ဟောကောင်ကြီးကတိဦးရဲ့ဖီအားတွေလည်းရှိတယ်။နောက်တစ်ခုအနေနဲ့ကပြီးတော့မှရှိတဲ့လက်ရှိတော်လိုင်းရင်ဖွဲ့စည်းရေးနဲ့အဆင်ပြေတာရှိတဲ့အတွက် TNL အနေနဲ့နောက်ကိုဆုတ်ခွာပြီးလို့တာရတာပါ။တကယ်တိုက်မယ်ဆိုရင်တော့ဒီကောင်အနေနဲ့ လာမပြောနဲ့တနည်းတောင်မနေတွေ့အောင်မနေထားတော့တကယ်ကိုမှကိုကွင်းပေါ်နေတယ်ဆိုတာဒီကောင်လေးရဲ့အရေးချင်းကဘလောက်ပဲရှိလဲဆိုတာတော့ကတော့အခိုင်အကျတော့အေးနဲ့ထိတ်တိုက်ကြည့်တဲ့ပွဲဒီမှာတွေ့နေရတယ်ပါတယ်။ညသူတွေတက်မတော်ရဲ့ထိုးစစ်ကိုကြောက်လန့်ပြီးတော့ပြန်ပြီးဆုတ်ခွာထွက်ပြေးတဲ့အချိန်မှာပြည်သူဝိုင်းအဆောက်အဦတွေအမြောက်များစွာကိုဖျက်ဆီးပြီးတော့မှဆုတ်ခွာထွက်ပြေးသွားတာဖြစ်တယ်။ဒီတရားရုံးကြီးဆိုလို့ရှိရင်လည်းတို့ဒါစိတ်တန်းချကိုမိရှို့ဖျက်ဆီးပြီးတော့မှကိုဒါဆုတ်ခွာထွက်ပြေးသွားတာတွေ့ရတယ်ပေါ့နော်။ဒါဒီနေရာမှာတော့မရှင်းလင်းရသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အောက်မှာ ဖန်ပလင်းစားတွေတန်မိုတွေတော့အများကြီးတွေ့ရတယ်စူးစမ်းရဖြစ်ပါတယ်။အဲတော့ဒီချက်တော်ရဲ့ထိုးစစ်အရှိန်ကိုသိသွားတဲ့ဒီ DNA လေးပလောင်အတောင်းကျသူအကြက်ဖတ်တရားတကယ်တမ်းသူတို့ခံတိုက်မယ်ခံချမယ်ဆိုလို့ရှိရင်ဘာလို့ဒီအုံမတိအုံမခားမှာကလေးကမှခံတိုက်နေပြီပေါ့နော်အုံမတိအုံမခားမှာကလေးကမှသူတို့ကဒါတက်မတော်က ဘလောက်ထိရွရွချွန်ချွန်တိုက်ခိုက်တယ်ဆိုတာကိုတို့သိရှိပြီးသွားပြီအဲ့တော့ကြောင့်မလို့အုံတိအုံခါမှာတို့ခံမတိုက်နိုင်တဲ့အစုံတို့နောင်ချိုဆုပ်ပြီးတယ်အဲ့တော့တမရောကလည်းတခါထိုးစစ်အချိန်နဲ့နောင်ချိုထိလိုက်တိုက်တဲ့အချိန်မှာလည်းနောင်ချိုမှာကြာကြီးခံမချတော့ဘာဖြစ်လို့လဲဆိုတော့အုံတိအုံခါမှာပျက်စီးတဲ့အပျက်စီးနဲ့နောင်ချိုမြို့မှာပျက်စီးတဲ့အပျက်စီးကိုရှင်ကြည့်လိုက်လို့ရှင်သိတာတယ်ဆိုတော့အုံတိအုံခါမှာတော့တို့တောက်လျှောက်အပြင်းထန်ကိုတို့ခုခံခဲ့တယ်ဒါပေမဲ့တမရောရဲ့ထိုးစစ်ကအရန်ကိုကြီးမားပြင်းထန်တဲ့အတွက်ကြောင့်မလို့တို့မခံနိုင်မရှိတဲ့အစုံစုတ်ခွာထွက်ပြေးသွားတယ် အဲဒီမှာနောင်ချုံမျိုးကိုရောက်တယ်နောင်ချုံမျိုးကိုတက်မလို့ကထိုးစစ်နဲ့ဆက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာလေဒီကောင်ကြီးကြောက်ရံပြီးတော့တခါအခုကြောက်ရံမျိုးကိုသူတို့ဆုတ်ခွာထွက်ပြေးသွားတယ်အဲ့ချိန်မှာနောင်ချုံမျိုးကြီးကတက်မလို့ရဲ့ရင်ဝင်ရိတ်အကိုရရှိပြီးတော့အခုနောင်ချုံမျိုးကြီးကစီကားနေပြီအခုကြောက်မဲလဲထုံရင်းလကောင်းပဲကြောက်မဲမှာသူတို့အကြိုက်ခံမတိုက်ဘူးကြောက်မဲမှာရှိရဲတက်မလို့ကနောင်ချုံကနေပြီးတော့တက်လာတဲ့အချိန်မှာကြောက်မဲမှာအကြိုက်ခံမတိုက်ဘဲနဲ့အဲ့တို့ရားတော့ပစ္စည်းတွေခိုးယူသွားတယ်တဲတော့ရတယ်ပြီးတော့လို့ရှိရင်ဒီမှာပြည်သူ့ရဲ့အဆောက်အဦတွေကိုဖျက်ဆီးသွားတယ်ပြောရရင်တော့ ဒီဟိုပြည်သူတွေတုံးရတာမတုံးရတာကိုတို့ခေါင်းထဲမှာမရှိဘူးနိုင်ငံတော်အစိုးရဘတ်ဂျက်တွေအများကြီးအကုန်ခံပြီးတော့ဒါပြန်ပြင်ရမယ်ဆိုတဲ့စိတ်နဲ့တို့ကစိတ်တိုင်းကြကိုမိရှို့ဖြက်စီးတော့ရတယ်တော်တော်ပြင်မအောင်နင်းပါတို့ဒီမှာဆိုရင်အခုချိန်ထိဒါမီးတောင်ထားတဲ့အနံ့နေပျက်စီးဆုံးရှုံးထားတဲ့အနံ့နေအခုချိန်ထိကျွန်တော်တို့အနံ့နေရနေတော့မှမီးခွန်းနဲ့အခုချိန်ထိတော့ရနေတော့မှအဲ့တော့ဒီတောင်းရသူတွေကနောက်ချိုးနောက်ချိုးလိုပဲအခုကြောက်မဲကိုလည်းစုတ်ခေါက်ထပ်ပြေးသွားပြီအခုကြောက်မဲပြေးသွားရင်ဟိုရှေ့မှာရှိတဲ့တီဘောမှာကြာလို့ရှိရင်လည်း ဖုန်ကြီး၎င်းပဲသူတို့ကြကြခံတိုက်မှာမဟုတ်တကယ်တည်းသူတို့ခံတိုက်ဖို့စိတ်ဆန္ဒရှိရင်အောင်မတိအောင်မခါမှာခဲမှာသူတို့ခံတိုက်ပြီးသွားပြီနော်ချုံမှာလည်းခံတိုက်လိမ့်မယ်ဒါပေမဲ့သူတို့ကတက်မွယ်ထိုးစစ်ကိုတခြားတိပြီးကြောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ချုံမှာလည်းခံမချရတော့တလို့ကြောက်မဲမှာလည်းအခုခံမချတော့ဘူးမကြခင်ရတော့မဲ့တီဘောမှာလည်းသူတို့ခံချမှာမဟုတ်တော့ဘူးအဲ့တော့တီဘောကလည်းမကြခင်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အဲဒီကြောက်မဲမှာဆက်ပြီးတော့နေမယ်မပြန်သေးဘူးမတို့တီဘောရတဲ့အောင်မြင်မှုနဲ့အတူတူမတို့အောင်မွဲခံဖို့ဆက်ပြီးတော့ရှိနေပါအောင်မယ်ရှင်ကဲတီဘောမှာအောင်မွဲခံဖို့တဲ့ ကျောင်းမှာစောင့်နေရတယ်နော်။ဒီဆိုပြီးတရင်ကတော့တော်လိုင်းရေပေါ်တွေကိုစင်ခေါ်လိုက်ပါဘူး။အာသူတို့ကသူတို့တိုင်းပြည်ကိုချစ်တယ်ဟုတ်လားသူတို့ရဲ့လူမျိုးကိုလည်းသူတို့ချစ်တယ်အမျိုးဘာသာသာသနာသူတို့ရဲ့ဟုတ်လားလူမျိုးသူတို့ရဲ့ဘာသာသူတို့ရဲ့သာသနာကိုနော်ဒီထက်ပိုပြီးတော့ကောင်းစားစေခြင်းနဲ့အမြင့်ကိုရောက်စေခြင်းနဲ့ထွန်းကားစေခြင်းနဲ့ ကကားခွဲခြင်းနဲ့အဲ့လိုကားခွဲအဲ့လိုအဲ့ဒီဟာတွေကိုလုပ်တဲ့အခါမှာသူတို့မြင်တဲ့အမြင်ကဒီနေ့စစ်တပ်ကဟုတ်လားအမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးတို့တာဝန်အရေးသုံးပါးကိုအမြဲတမ်းဥထိပ်ပန်တယ်လို့သူတို့ကမြင်ပြီးတော့ယုံကြည်နေတာဒါအိမ်မှာလက်တွေ့အခြေအနေမှာတိုင်းပြည်ရဲ့အမျိုးသားရေးကိုရှေ့ဆုံးကတစ္ဆာဖောက်တာကဒီစစ်တပ်စစ်တပ်လိုပဲခြုံပြောလိုက်တော့မယ်ဗျာနော်ဒီကိစ္စဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ပေါင်းဆောင်တွေ ဟုတ်လားအမျိုးသားကြီးကိုတစ္ဆာဖောက်တာအဲ့တော့ဒေါ်တာဝင်အရေးသုံးပါးကိုတစ္ဆာဖောက်တာလဲဒီခေတ်ဆက်ဆက်ကအလုံးမဖြစ်ခဲ့တဲ့ဒီစစ်ကောင်းဆောင်တွေပဲနော်အဲ့ဒါကြောင့်မလို့ဒီကိုတိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ကိုလူမျိုးကိုကောင်းစားစေခြင်းတဲ့ဒီမဘာသာတွေဟာဒီစစ်ဘုတ်ရုပ်တွေကိုချောခံရတော့မယ်စစ်ဘုတ်ရုပ်တွေကိုလမ်းခွဲရတော့မယ်ထားခဲ့ရတော့မယ်ခင်ဗျားတို့ရဲ့ဒီအမျိုးဘာသာတာသနာဆိုတဲ့လှုပ်ရှားမှုတွေကို နီလန်းပုံစံတစ်မျိုးနဲ့ပြောင်းပြီးတော့လှုပ်ဖို့အတွက်ကိုကျွန်တော်တို့တွေစဉ်းစားကြတော့မယ်လို့ကြောင့်ကျွန်တော်ရဲ့မျိုးဘာသာသာသနာပဲเนาะဒါပေမဲ့ကျွန်တော်ရဲ့မျိုးဘာသာသာသနာကအခြားတွေရဲ့မျိုးဘာသာသာသနာနဲ့ဟိုတူချင်မတူမနစ်သူမြန်မာပြည်မှာအခုလိုင်းပေါ်မှာတက်ပြီးတော့អော်နေကြတဲ့လူတွေပြောနေကြတဲ့လူတွေရဲ့အမျိုးဘာသာသာသနာနဲ့ကျွန်တော်ရဲ့အမျိုးဘာသာသာသနာနဲ့မတူဘူးเนาะအဲ့တော့မမသားရဲ့အနေနဲ့ကဒီ KSS အလုံးမဖြစ်ခဲ့တဲ့เนาะအမျိုးသားရေးကို ထိတ်ဆုံးကနံပါတ်1တစ္ဆာဖောက်နေတဲ့ဟုတ်လားတို့တာဝန်အရေးသုံးပါးကိုထိတ်ဆုံးက တစ္ဆာဖောက်နေတဲ့ဒီခေတ်ဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ဘုံရုပ်တွေကိုကြောကိုင်းလမ်းခွဲပြီးတော့ကျွန်တော်တို့နီလန်တစ်ရှာရတော့မယ်နော်အဲ့ဒီနီလန်တစ်ကဘာလဲကျွန်တော်ပြောပြမယ်နော်အခုဗျာဟုတ်လားပထမဆုံးအဖမ်းခံရတာကဒီအမျိုးသားကြီးတမားထဲမှာဆိုလို့ရှိရင်ကိုရွှေမျိုးဝင်နော်အကိုရွှေမျိုးဝင်အဖမ်းခံရတယ်အာသူကလည်းအမျိုးသားကြီးတမတော်ထောက်ခံတဲ့နေသူဝင်းရံပြီးတော့သူပြောတယ်လှုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲဒီသူတို့ရဲ့စစ်တပ်မှာရှိတဲ့ဟုတ်လား လူတွေရဲ့အကျိုးစီးပွားတွေကိုကျိုးစီးပွားတွေကိုထိခိုက်တဲ့အခါမှာသူ့ရဲ့အပြောဆိုတွေကထိခိုက်တဲ့အခါမှာသူ့ကိုဖမ်းတယ်ဟုတ်တယ်မလားသူ့ကိုဖမ်းပြီးတော့ထောင်ထဲထည့်တယ်ဟာသူပြီးရတဲ့အခါကျတော့ကိုရာစာဟုတ်လားအကိုရာစာလည်းဒီတိုင်းပဲနော်ကိုရာစာတို့ဆိုဘလောက်တတိရှိလဲဟမ်ဘလောက်တတိရှိလဲပြည်ရင်းထဲမှာဟာနေတယ်နော်ဟိုဘက်ကရန်ကုန်လည်း ဒီယူမဆိုင်ဘူးမကြောက်ဘူးဒီဘက်ကရန်လဲဒီယူမဆိုင်ပဲမကြောက်ဖဲနဲ့ဟုတ်လား तू 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 ရဲ့အမြင်မှာယုံကြည်လို့ဟုတ်လား तू ယုံကြည်ခဲ့တဲ့ဒီတက်ကို तू ပြင်းပြင်း तू ထောက်ခံတယ်ထောက်ခံတယ်ဆိုရဆိုတဲ့နေရာမှာလဲမှန်ကန်တဲ့နီလန်းနဲ့ तू ထောက်ခံတယ်ဟုတ်လားအဲ့လိုမှန်ကန်တဲ့နီလန်းနဲ့ထောက်ခံတဲ့အခါကျတော့ဘာဖြစ်လဲကိုရောင်ရောင်ဖမ်းပြီးတော့ထောင်ထဲထည့်တယ်နော်โอเคနောက်တစ်ယောက်ပေါ်လာပြန်ပြီနောက်တစ်ယောက်ဟာကိုစောဖုံးဟိန်းနဲ့ဟာ तू ဆိုရင်လည်းတက်ထဲမှာနေနေတာ तू ဖေကလည်းတက်ထဲမှာ तू ပြောနေတာဟုတ်လားအခု ဟိုလူရောမမင်းအောင်လည်းအများကြီးအလေးပြုအလေးပြုကနေတော့ကဲကဲသူတို့တွေကဲလောက်ခဲ့အမြင်ဖြစ်ခဲ့ပြီးတော့သူတို့ဟိုဘက်ကသူတို့ဒီစစ်ဖို့ရုပ်တည်ရဲ့ဟုတ်လားအချင်းနေဟုတ်လားခိုးခိုးနေတာတွေအလုံးမဖြစ်တာတွေကိုဝေဝံပြောဆိုထောက်ပြတဲ့အခါကျတော့ဦးစောဘုန်းကြီးကိုလည်းဖမ်းပြီးတော့အခုဘာဖြစ်လဲဖောင်ထဲကိုထည့်တာပဲနော်အဲ့တော့ကဲသူတို့တော့ကဲပြီးဦးငါမင်းစွေ နော်ဦးကားမင်းဆွေဆိုပြီးပြန်ကြဲတာနာပြန်ကြဲဝင်ဒီစိတ်တဲ့စစ်စစ်ဥကျစန်းတို့ပါဟုတ်ရှင်ဟုတ်လားတင်တန်းပေးတက်ခဲဟုတ်လားတကယ်နိုင်ငံရဲ့ဒီသတင်းစာတွေဘာတွေမှာလဲစာတွေဘာတွေရေးတဲ့လူတွေလीဗျာဟုတ်ရဲ့ဗလားတကယ်ဒီလူတွေလည်းတက်ကိုလုံးဝတခါလဲထောက်ခံပြီးတော့ဒီတက်ကြီးကိုတက်ဗလားနဲ့ရက်တီပြီးတော့ဒီအမျိုးသားရေးတိုင်းပြည်ကောင်းစားရေးအတွက်လုပ်တယ်အဲ့မှန်ကန်တဲ့နီးနဲ့တက်ကိုဝင်းရင်ထောက်ခံတဲ့အခါကျတော့ဘာဖြစ်လဲအပန်းကန်ရတဲ့ထောင်ထဲမှာအခုနော်ကဲဦးရထွတ်တို့နော်ဒါတို့စစ်တပ်တွေကကိုယ်တိုင်ပဲ ဟုတ်လားအသားကြရတဲ့ထောင်ထဲမှာဟာဟိုမှာမှုစော်တို့ကိုစော်ဥစော်ကိုစော်တေးတို့တေးွားတယ်နောက်ဆုံးအသေးလာခံွားတယ်နော်အဲ့တော့အခုလက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့အမျိုးသားရင်းတို့ပြောနေတယ်ငါတို့ကတော့တိုင်းပြည်ကိုချစ်တယ်ဟုတ်လားငါတို့ကတော့အမျိုးဘာသာတာသနာပါဆိုတဲ့လူတွေရောခင်ဗျားတို့စိတ်ထဲမှာဒီစစ်တပ်ကြီးကို100%ကြိုက်နေလားမကြိုက်ဘူးဟုတ်လား50 50ပဲနော်ကျွန်တော်ကျွန်တော်နဲ့ဖြတ်တန်းခဲ့တဲ့လူတွေပြောနော်တွေးခဲ့တဲ့လူတွေပြောခဲ့တဲ့စကားတွေရဆိုလို့ရှိရင်ခင်ဗျားတို့တက်ကြီးကိုမကြိုက်ဘူး ်ငါတို့ဒီစစ်တပ်ကြီးကိုတို့မကြိုက်ဘူးဒါပေမဲ့မကြိုက်ပေမဲ့တို့မှန်ကန်တဲ့နီးလန်းနဲ့တို့ရဲ့ဒီအမျိုးသားရေးတို့ယုံကြည်တဲ့အမျိုးဘာသာတာသနာအလုပ်တွေကိုတို့လွတ်လွတ်လပ်လပ်တို့စိတ်ထဲမှာရှင်းရှင်းရှိတယ်လို့လှုပ်လို့ရလားဆိုတဲ့အခါကျတော့လှုပ်လို့မရဘူးတို့လှုပ်လို့ရှိလို့ရှိရင်တို့ဖမ်းပြီးတော့ထောင်ထဲထည့်မယ်ဆိုတော့တို့တိနေတယ်တိနေတဲ့အတွက်ကြောင့်မလို့အများရဲ့အမြင်မှာတို့တွေကဘာဖြစ်လဲစစ်တပ်ကိုစန့်ကျင်တဲ့စကားအမေရောင်လိုင်းတို့အုပ်စုကိုစန့်ကျင်တဲ့စကား အမှန်တရားကိုဖော်ထုတ်တဲ့ဇာတ်ကားတွေလိုအပ်ချက်တွေကိုဝေဖန်ထောက်ပြတဲ့ဇာတ်ကားတွေကိုသူတို့မပြောရဲဘူးအဲ့တော့သူတို့လုံနိုင်တာလုံရဲတာတခုပဲရှိတယ်အဲသူတို့လုံလို့ရတဲ့လုံနိုင်တဲ့လူတွေကိုသူတို့ပြက်တနာရှာပြက်တနာရှာတဲ့နေရာကိုသူတို့ရောက်သွားတယ်ဟုတ်လားဒီဒီဒီစစ်ဘုံရုပ်တွေကိုဖားရတဲ့အပြောဆိုတွေဟုတ်လားအပြုမူတွေဘက်ကိုရောက်သွားတယ်ရောက်သွားတဲ့အခါမှာသူတို့ရဲ့ဒီမဘာသာနဲ့မဘာသာရဲ့လှုပ်ရှားမှုကနေအယုတ်ဆိုးအကြီးတန်းသွားတယ် နော်အဲ့တော့လက်ရှိအချိန်ဒီမှာကြည်ကြည်နော်ကျွန်တော်ခုနပြောခဲ့ပြီအဲ့တော့ဒီလူတွေဒီမမသားဆိုတဲ့ပြည်ရင်းရလူတွေနော်ကျွန်တော်လည်းရောက်ခဲ့ကြုံခဲ့တယ်ငါတို့စစ်တပ်ကလည်းခင်ဗျားတို့တိတိပပလည်းကာကွယ်ပေးတာလည်းမဟုတ်ဘူးထောက်ခံပေးတာလည်းမဟုတ်ဘူးအဲအလုံးပဲဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့မမသားတူဖြစ်တဲ့ခင်လန်ကပြောင်းလို့ပဲဒါကတော့ချိုးကြီးဖြစ်ပါတယ်ချိုးကြီးတယောက်ကတော့လက်ရှိအချိန်မှာဆိုရင်တော့မမသားတွေပြန်ပြီးတော့သူ့ရဲ့ပြစ်ပေါ်နေတဲ့အနေအထားတစ်ခုကိုပြန်လဲရှင်းပြနေရတွေ့ရပြီးတော့ကျောင်းရလောင်နေတော့ဗျာသူ့ရဲ့မျိုးသားရေးသမားတွေကိုအဲကိုဆွဲစီသွားပြီးတော့ဘာကနေပြီးတော့ မျိုးတူဇက်တူချင်းစားနေရဆိုတဲ့အနေအထားကိုပြောနေတယ်တွေ့နေရပါတယ်ဒီလင်းလင်းနဲ့ချစ်သူဝေကအမေရိကအဲအမေရိကမှာပေါ့ဗျာအမေရိကမှာသူကအိမ်ဝယ်ထားတယ်အိမ်ဝယ်ထားတဲ့ကိစ္စကစထွက်လာတယ်ပေါ့နော်အိမ်ဝယ်ထားက9လကြာခဲ့ပြီတဲ့စုစုပေါင်း9လကြာပြီအဲဧပြီလ10ရက်နေ့2025ဧပြီလ10ရက်နေ့စဝယ်တယ်တဲ့နော်မေ29မှာတော့ဒါပေါ့ပြတော့ဝယ်ပြီးတွေ့ချင်ပြီးသွားပြီပေါ့အဲအဲ့မှာလင်းလင်းနဲ့ချစ်သူဝေနာမည်နဲ့အမည်ပေါက်တယ်နော်တန်ကြီးကဘယ်လောက်လဲဆိုတော့အဲ4ဒေါ်လာ4သိန်းနဲ့9000ဒေါ်လာ4သိန်း9000တန်တယ်တဲ့နော်အဲအဲ့တော့ ဒေါ်လာလေးသိန်းကိုလောက်တန်တဲ့အိမ်ကိုဘယ်သူဆရာနေဝင်လာလဲဆိုတော့ချာလီရူဆိုဆိုတဲ့ပုံကောနော်ချာလီရူဆိုဆိုရက်ဆိုဆိုလားရူဆိုလားအဲ့ပုံကိုဆရာနေဝယ်တယ်ပေါ့ဗျာအဲ့ဒါကိုဝယ်တယ်ဆိုပြီးတော့အဲ့ဒါထွက်လာတယ်အဲ့ဒါထွက်လာတော့လင်းလင်းနဲ့တည်းပေါက်ပြီးကွဲတာပေါ့လင်းလင်းပေါက်ကွဲတာပေါ့အဲ့သူတို့ဒေါ်လာ9သိန်းဒီဘက်တန်တဲ့အိမ်ကိုလင်းလင်းနဲ့ချစ်သူဝယ်ရဘဲရတဲ့ပတ်စံနေနဲ့ဝယ်တယ်လဲဆိုတဲ့မိကွန်းကျွန်တော်တို့မသိဘူးအဲ့ဒီငွေတွေကဘဲရလဲဘဲရရမင်းနဲ့လေမင်းပေါ်တော့ဝယ်နေရပဲလိမ်မြန်ကြီးရောက်ဘဲရရလဲသူကလာသလား အဲ့မိကောင်ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့မသိမယ်လင်းလင်းရတော့အဲ့ဒါကိုပေါက်ကွဲပြီးတော့အမသူ့ကိုအဲ့လိုပြောရကောင်းလားဆိုပြီးတော့အဲမှာစပြီးတော့လင်းလင်းရစပြီးတော့စိန်ခေါ်စကားကြီးမမမရဲနေပြောလာပြီလင်းလင်းတော့အဖျဲတာကြီးရဲတာကြီးလှုပ်လာပြီဆိုတော့ဟုတ်တာမဟုတ်တာတော့ကျွန်တော်မသိဘူးနော်လင်းလင်းတို့ဘယ်ရရပတ်စံနဲ့ဝယ်လဲမို့လဲကျွန်တော်တို့မသိဘူးဒါပေမဲ့ ဝယ်ခဲ့ပြီဆိုတော့ဒါတိကျသွားပြီနော်လင်းလင်းရမှာသူ့ရဲ့ Facebook မှာလည်းတင်ထားတယ်အာနေဆက်ကြနိုင်ဆိုတော့ပို့ရဲမင်းရတဲ့ငါ့ message တောက်စီနဲ့ screenshot ပို့ပြီးတော့ပွဲဖြစ်နေတာလေးဆိုရေးပို့တယ်ဆိုတော့လေကဘာတိ Facebook ကနေပြောင်းလဲဖွင့်ပြီးတော့လေမေးမယ်ဒီ screenshot ရဲ့အိမ်ဝယ်တဲ့ကိစ္စမင်းဘာတိချင်လဲအဲ့လေဒါအိမ်ဝယ်တဲ့ကိစ္စဘာတိချင်လဲမင်းကလေးကသူအိမ်ဝယ်ပြီးပြီဆိုတော့ confirm ပေးတာအိမ်ဝယ်ခဲ့ပြီဆိုတာလင်းလင်းနဲ့ချစ်သူဝင်အိမ်ဝယ်နိုင်ခဲ့ပြီအမေရိကမှာအိမ်ဝယ်နိုင်ခဲ့ပြီနော်ဘယ်လောက်လဲဘယ်နှစ်ကြာတော့ခါမြန်မာပြည်ကနေအဝတ်တွေကိုတခုနဲ့ပြေးပြီးတော့လင်းနဲ့ကြာတော့ခါလင်းလင်းနဲ့ချစ်သူဝင်က ဒေါ်လာ9သိန်းလောက်တန်တဲ့အိမ်တလုံးကိုဝယ်နိုင်ခဲ့ပါပြီဒီနေ့သူတွေကနော်ဝမ်းသာပါတယ်သူတို့ဒီလိုမျိုးကြီးပွားချမ်းသာသွားတယ်လေဝမ်းသာပါတယ်ဒေါ်လာရေးသမားကြီးပွားချမ်းသာသွားတာဘာဝမ်းနေတရားရှိလေဗျာဝမ်းမနေပါဘူးကျွန်တော်တို့ကတော့သူ့လူနဲ့သူသူ့အားနဲ့သူအစီအပြေနေပြီးတာပဲဒါမဲ့အိမ်ဝယ်နိုင်ခဲ့ပြီမျက်စိချင်မှာကတော့ဒါဘောမာလေးအနေနဲ့ကတော့ဒီမှုတိုက်ခိုက်ဖို့တော့စောင့်နေဖြစ်ပါတယ်ဒေါ်လာရေးဘက်ကသူတွေဘာလုပ်မလဲဆိုတော့မျက်စိပြက်စောင့်ကြည့်ပြီးတော့မင်းရောက်နိုင်ငံနေပြီးနောက်ကနေပြီးတော့ငွေပေးခိုင်းစင်တဲ့ကောင်ရဲ့သူ့ရဲ့တွေဖြစ်ပါတယ်စီစံ2000ရှိတယ်ဖွဲ့လို့မရကျွန်တော်52နာရီတိုက်ပွဲဖြစ်တာကျွန်တော်တည်စင်းမှာဒေးလာဝင်နေရတယ် ပြောပြတာနော်ပြောပြတာအလကားအနေနဲ့အတမတော်စမ်းကြည့်နေတဲ့အမုန်းတရားနေနဲ့နိုင်ငံကြီးကကျွန်တော်တို့ကချက်လက်ပါရနေတယ်ဒါကြီးကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘွားတစ်တခုအနာကတစ်တခုဖန်ပြီးပို့ခြင်းတော့ရောက်ကိုရောက်နေပြီဗျာအဲ့တွေအလှည့်ပြောင်းရွေးကောက်ပွဲပဲဗျာရွေးကောက်ပွဲခံလို့အားပေးပါဗျာကြိုက်တဲ့ပါတီကိုပေးပါဗျာဒါသူကတော့ဟိုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးဥက္ခရာဥခေကြီးရနေပြီးတော့စစ်တပ်ကိုဟိုစစ်သားတွေရဲ့ဘဝအကြောင်းပြောထားတာပေါ့နော်စစ်သားတွေရဲ့ဘဝအကြောင်းပြောထားတယ်သူ ဒါကရားပြည်နယ်မှာ သူဟိုခြေတန်းဆက်ဆက်ရေးသွားတယ်ပေါ့နော်ခြေတန်းဆက်ဆက်ရေးသွားတာ6လခွဲလောက်ကြာတယ်ပြန်လာတဲ့အချိန်မှာသူ့သမီးကသူ့မမမီပေါ့သူကပတိုင်းနေ မုတ်စိတ်တွေနဲ့ဆိုတော့သူ့သမီးကလန့်ပြီးငိုတာပေါ့နော်ငိုတယ်ဆိုတော့မမမီယူဆိုတော့ကျွန်တော်ပြန်တွေးသူ့ကိုပြန်တွေးတာပေါ့သူ့သမီးအရင်ဟုတ်ရဲ့လားပေါ့နော်ဟိုနောက်တစ်ခါသူကပြောသေးတယ်အဲ့ဒါဟိုကျွန်တော်သမီးကအသားအခွေးစွန့်နေတာတဲ့ကျွန်တော်ကတော့ မဲနေတာကျွန်တော်နဲ့မတူဘူးပေါ့နော်အဲ့လားမျိုးတွေပြောတယ်နောက်တစ်ခုဘယ်လိုပြောလဲဆိုတော့သူဆိုရင်ဒါတနက်နဲ့မှန်ထားတာ18ရက်မှန်ထားတယ်ဆိုတော့ဘုံဘူးအဲ့ဒါ18ချက်လား9ချက်လား18ချက်အေး18ချက်မှန်သားတယ်တဲ့ဒါပေမဲ့အခုဘိုက်ကြီးပူနေတာအလကားပူနေတာမဟုတ်ဘူးဘိုက်ထဲမှာကြည်နှစ်တောင်းရှိရယ်ပေါ့ထိုးမျိုးမျိုးချတာလားအဲ့ဒါလည်းပြောပြအောင်ဘူးအဲ18ချက်ဆိုတော့ကျွန်တော်ဟာ ကြည့်စိုက်၁၉ချက်မှန်တဲ့လူကမတည်ဘူးဆိုတော့အန်အောနဲ့လူလူတယောက်ပါဗောဒါကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လူတယောက်မှာကြည့်လိုက်လို့ရှိရင်ခန္ဓာကိုယ်ပိုင်းလိုက်မယ်ဆိုကျွန်တော်အပိုင်း၃ပိုင်းရတယ်နော်ခေါင်းပိုင်းကိုယ်ပိုင်းကိုယ်ပိုင်းနဲ့ဟုတ်ဒီခြေထောက်ပိုင်းပေါ့နော်အောက်ပိုင်းနဲ့ခေါင်းပိုင်းခန္ဓာကိုယ်ပိုင်းအောက်ပိုင်းနဲ့အဲ့တော့၁၉ချက်ကကျွန်တော်တို့ဘယ်နေရာတွေကိုမှန်လဲကျွန်တော်မေးချင်တာအဲ့တော့ကျွန်တော်တို့ကိုယ်ပိုင်းမှာမှာ ါတည်တည်နိုင်တဲ့နေရာကကျွန်တော်တို့ဒီ1 byte ရဲ့အထက်ပေါ့နော်ဒီဒီနေရာတွေ ဒီဘယ်ညာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ဒါတည်နိုင်ရင်များတယ်ပေါ့နော်အဲ့နှလုံးတို့အဆုတ်တို့ကဒီအပေါ်ဘက်မှာရှိတာဖြစ်တဲ့တွေကျွန်တော်တို့ကြည်တန်းဝင်ပြီ16ချက်ဆိုတော့15ချက်ကဖောက်ထွက်သွားတာဗျာအဲ့သူပြောတဲ့ပုံရဆို2000ဟန်ကျန်ခဲ့ဆိုကြည်တန်းကျွန်တော်နေထူးနိုင်ကားကိုတွားပြီးတော့မှကြည်နေရတယ်လို့မျိုးခံစားလိုက်ရတယ်ဟာနေထူးနိုင်နေထူးနိုင်ဝင်ပြောနေရလားဒါခင်ကြီးလားနေထူးနိုင်လားလို့တော့ကျွန်တော်မှအဲ့မှသူကဟိုမှာတိတ်မကြိုက်တဲ့မင်းသမီးကမက်ဆင်ကြီးကမင်းသမီးကနှခမ်းစူပြီးတော့မှတိတ်ပြီးတော့ဒါအစီအ ပြေဘူးပေါ့ခင်ဗျားတို့ဒါကိုဇက်ကားတော့ရိုက်လို့ရတယ်ဆိုတဲ့ဟာမျိုးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းခြေတန်းကိုသွားလိုက်တာကျွန်တော်ကလေး၈လခွဲမှာကျွန်တော်ပြန်လာဟုတ်၈လခွဲဒါပေမဲ့ကျွန်တော်မွေးပြီးမှသွားတာပါမွေးပြီးတော့၂လလောက်၂လသားလောက်အွယ်မှာကျွန်တော်ခြေတန်းသွားတယ်ခြေတန်းမှာဒါ၆လဝင်းကျင်လောက်ကျွန်တော်နေလိုက်တယ်ပေါ့နေပြီးတော့၈လလောက်ချစ်လာလို့ဆိုလူနည်းနည်းသိပြီပေါ့နော်ဟိုလူကဒီလိုလေးလှုပ်လိုက်ရင် ခေါ်ရင်လာတဲ့အရွယ်ရောက်ပြီအဲ့တော့ကျွန်တော်ခြေတန်းပြန်လာတော့ရထားနဲ့ပြန်လာတာပေါ့ကလောပူတာမှာ ပြန်လာတော့ကျွန်တော်က glow ဘူတော်မှာယထာဘောကဆင်းဆင်းတော့ uniform နဲ့ဒီခြေ equipment တွေဘာတွေနဲ့ဗောယထာဘောကဆင်းတော့မိမလာကြတော့အဲ့ကလေးခြီးထားတဲ့အချိန်မှာကျွန်တော်သွားခေါ်ဘယ်လိုက်မလဲ ကလေးအမြင်တွေ့နေကြလူမမို့ဒါကတမယိုးကြဖြစ်စင်ဗျာတင်မောသားလဲဒါမျိုးဖြစ်တာပဲခမရစစ်တိုင်းမှာလဲမဟုတ်ဘူးစစ်သားဖြစ်မှာဒီလိုမျိုးဖြစ်ရတယ်ဆိုတာလဲဘာမှဖြစ်တရားကာသမားလဲဒီလိုဖြစ်တာပဲလာချီပြီးတော့ကာမောင်းတဲ့လူဟိုရှမ်းပြည်မူဆယ်ဘက်တို့ဘာလို့ကာမောင်းတဲ့လူတွေဟိုလမ်းပိတ်လို့ကြာတယ်တို့ဘာလို့ရခိုင်ဘက်ကာမောင်းတဲ့တောင်ပြိုလို့ကြာလို့တလားကိုသတင်းနေရတဲ့လူကအမေတယောက်ပဲနေတိုင်းတွေ့နေရတဲ့ ကလေးကအဖေပြန်လာရင်ဒီလိုစိမ့်နေတာဒါကြီးကိုရုပ်ရှင်ရရအောင်မယ်ဆိုတော့အဲ့ရုပ်ရှင်ကားကိုဟိုလူမပြောနဲ့ဟိုအောင်ကြည့်မှာမဟုတ်ဘူးလို့ပြရတယ်အဲ့လိုမျိုးတော့ပြောကျင်သေးတယ်အဲ့တော့ဆက်ခွန်းနဲ့ချက်မှာဗျာကြည်တန်ဆက်ခွန်းနဲ့ချက်မှာကြည်တန်ဆိုတဲ့သဘောတရားက तू ကအချိန်ပြင်းပြင်းနဲ့လာတဲ့အရာပေါ့နော်လာတဲ့အရာဒါပေမဲ့ तू ကဘလို့နေရာတွေမှာ तू ကရက်တန်သွားတတ်လဲဆိုတော့မာကျော်တဲ့အရာတစ်ခုနဲ့တွေ့ရင်ရက်တန်သွားတတ်တယ်ဒါဘလို့နေရာမျိုးကျွန်တော်ဥကောင်းအမှန်တမ်းမျိုး ဥကောင်းမှန်တဲ့အချိန်မှာ तू ကဒီဥကောင်းခုံကိုဖောက်ထွင်းရတာဖြစ်တယ်သူ့ရဲ့အချိန်ရော့တာပေါ့နော်ရော့တဲ့အခါကျတော့ဒီဥကောင်းလေးမှာမထွက်ဖဲနဲ့ဟိုဘက်ကိုပေါက်မထွက်ဖဲနဲ့ကြံခဲ့တာမျိုးဥမာအယိုးကိုမှန်တာမျိုးပဲဒီမှာအမာရှိတယ်လက်မောင်းကိုမှန်တယ်ဒီကိုမှန်လိုက်တယ်နောက်ကိုဖောက်မထွက်ဖဲနဲ့အဲ့အယိုးကိုစိုက်ပြီးတော့မှ तू ကအယိုးကျိုးသွားတယ်ကျေမွသွားတယ်ဒါမျိုးဆိုရင်ကျွန်တော်လက်ခံသေးအခုကဘိုက်ကြီးကိုမှန်တဲ့ ဟိုကြည်တန်းကြီးอ่ะအပြင်ကိုမရွက်ဘဲနဲ့ဒီဘိုက်ထဲမှာဆိုတော့ကျွန်တော်ထိတ်ထင်တာကမှန်တာက15ကျင်းနဲ့တွေ့ကျန်တဲ့ဟာကကြည်ကြည်တန်း2000သူမျိုးချထားတာတော့မသိဘူးအဲ့တော့ဒါပန်မြူရီအရောဒီဘွန်တူကရောင်ရလေးကခရင်ဒီကောင်ရဲ့လေဖိုးတဲ့ဟာကိုပြန်ပြီးပြောတာလေးတွေ့ရပါတယ်ပန်မြူရီအရောဒီဘွန်တော့နံပါတ်ဆုံးတက်လိုက်ပါတယ်နောက်ထပ်ပြီးဒီမှာတော့နောက်ဆက်တင်လို့ဒီမှာကျွန်တော်ရဲ့ကိုကြည့်ရဘလူရင် channel လေးကို Lion Scrum Lens Scrum ပြီးဘေးအခေါ်နေတာချင်းတက်လာမြတ်ပြီးတွင်တဲ့ရင်အောင်ယူနာစနေရဖြစ်ပါတယ်ပန်မြူရီအရောပဲ ဘောဘေးနဲ့မေးပြီးတော့မှအများဆုံးကင်းဝေးကြပါစေဆုတောင်းပေးနေပဲနောက်ထပ်ပြီးတော့မှပြန်လည်ဆုံတွေ့ကြအောင်မယ်ဆုံးရှိပြီးတဲ့ဒူးညင်းတိုင်းကိုဒူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ